ဒေါ်ဆန်းစုကြည်ရဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းခီးစဉ်ဒုတိယနေ့အဖြစ်မနေ့ကညအိပ်ရနာခဲ့တဲ့တာချီလိမ့်မြို့ပလက်တီနမ်စတားဟိုတယ်ကနေအော်တိုဘာလ22ရက်နေ့နနက်9:00နာရီကထွက်ခွာခဲ့ပါတယ်။တာချီလိမ့်ကစားထွက်ခွာခဲ့ချိန်မှာမော်တော်ယာဉ်10စီးကလိုက်ပါပို့ဆောင်ခဲ့ပြီးလမ်းတလျှောက်ရှိရွာတွေကလည်းမော်တော်ယာဉ်ဆိုင်ကယ်တွေနဲ့လိုက်ပါလာသူတွေအများပြားရှိခဲ့ပါတယ်။နနက်၈နာရီ၄၀လောက်မှာတော့မိုင်းဖြတ်မြို့ကိုရောက်ရှိခဲ့ပါတယ်။ ီနောက်မိုင်းပြက်မျိုးမှအာကစားကွင်းမှာရွေးကောက်ပွဲအောင်နိုင်ရေးဟောပြောပွဲပြုလုပ်ခဲ့ရာလူဦးရေထောင်ချီလာရောက်ခဲ့ကြပါတယ်။ဒေါအောင်ဆန်းစုကြည်ဟာမိနစ်20ခန့်ဟောပြောမှုပြုလုပ်ခဲ့ပါတယ်။မိုင်းပြက်မျိုးဟောပြောမှုမှာပြည်သူတွေအနေနဲ့နဲ့90ကြောကြာလွှမ်းမိုးနေတဲ့အာနာရှင်စနစ်ကိုပြောင်းလဲဖို့ပြည်သူတွေအခွင့်အရေးရဖို့လိုတာကြောင့်မဲပေးပါလို့ပြောခဲ့ပြီးအာနာရှိသူတွေလှုပ်ချင်တာလို့လို့မရအောင်စနစ်ပြောင်းဖို့လိုတယ်လို့ပြောခဲ့ပါတယ်။ဘာလို့နိုင်ငံမှာပြည်သူကိုဗဟုပြုတဲ့စနစ် ြည်သူကိုလေးစားတဲ့စနစ်မရှိခဲ့တာဟာအနည်း90ကျော်ပါပြီပြည်သူကိုမလေးစားတဲ့အခါကျတော့ဥပဒေကိုလည်းပြည်သူအတွက်မတုံးတော့ပါဘူးအနာပိုင်းကြီးအတွက်ပဲတုံးတဲ့အခြေအနေကိုရောက်လာပါတယ်ဒါကြောင့်ကျမတို့ဟာဒီလိုအနေထားတွေကိုပြောင်းဖို့ဆိုတာဟာစနစ်ကိုပြောင်းရမယ်အစိုးရကိုပြောင်းရမယ်ကျမတို့ရဲ့ပြည်သူလူထုဟာငြိမ်းချမ်းချမ်းနဲ့ဒီနိုင်ငံမှာကိုယ့်အသက်မွေးဝင်းကြောင်းအတွက်ရည်တည်နိုင်အောင်လို့လုပ်ရမယ် ဒါမဖြစ်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ကျမတို့နိုင်ငံကတဘာဝအဖြစ်ချမ်းသာပါတယ်။ဒါပေမဲ့ကျမတို့ရဲ့ပြည်သူတွေကမချမ်းသာပါဘူး။အဲ့ဒါဟာစနစ်နဲ့ဆိုင်ပါတယ်။ဒါကြောင့်ကျမတို့အခုရွေးကောက်ပွဲမှာမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကဝင်ပြီးတော့ရှင်းပြနေတယ်ဆိုတာဟာကျမတို့နိုင်ငံကိုလွှမ်းမိုးခဲ့တဲ့စနစ်ကိုပြောင်းဖို့ပါပဲ။ဒီအနည်း90ကျော် ထရောမိုခဲ့တဲ့အာနာရှင်စနစ်ဟာကျမတို့ရဲ့ပြည်သူတွေကိုအကျိုးမပြုဘူးဆိုတာကျမတို့ပြည်သူတွေသိပြီးသားလို့ဖြစ်ပါတယ်။ပြည်သူတွေကိုအကျိုးပြုတယ်ဆိုရင်ပြည်သူတွေကနံပါတ်၁အဖြစ်စိတ်လုံးကြုံမှုရှိရတယ်။ချိတ်ချောက်တာတွေနဲ့ကြားထဲမှာမနေရဘူး။နံပါတ်၂အဖြစ်ကိုယ့်ရဲ့အခွင့်အရေးတွေကဘာလဲဆိုတာလည်းသိသိချာချာလည်းသိရမယ်။ဒီအခွင့်အရေးတွေရပိုင်ခွင့်လည်းရှိရမယ်။ဒီမှာမနေရတာရှိလိမ့်ကြာရှိလိမ့်မှာလာတဲ့အခါမှာ ီဘက်ဘာလို့ပါတိရလဲဆိုတော့အခုဆိုလို့ရှိရင်ဒီဘက်ပိုင်းမှာဘောဘာတိနေဆိုတာလိုက်ပြီးတော့အခုအောက်တွေကိုကောက်ချင်တိုင်းကောက်နေတယ်ဆိုပြီးတော့ကျမကိုပြောပါတယ်။ဒါကဥပဒေနဲ့ကိုင်းနေတာမဟုတ်ပါဘူး။ဒါဥပဒေရသတ်မှတ်ထားတဲ့ကိစ္စမဟုတ်ပါဘူး။လုံနိုင်တဲ့အာဏာရှိတဲ့လူတွေကလုံချင်တယ်လို့လုပ်နေလို့ဖြစ်နေတဲ့ကိစ္စတွေပါ။ မိုင်းပြမျိုးကဒေသခံတွေအနေနဲ့မဲစင်းမပါသူတွေရှိနေတယ်လို့မဲပေးရမှာလွတ်လပ်စွာရွေးချယ်ဖို့အတွက်အခက်အခဲရှိနေတယ်လို့ပြောပြပါရယ်မိုင်းပြမျိုးမှာဟောပြောပြီးနောက်ကျိုင်းတုံမျိုးမှာဆက်လက်ဟောပြောမှာဖြစ်ပါရယ်မိုင်းပြမျိုးကနေကျိုင်းတုံမျိုးအသွားလမ်းတဝက်မှာကလေးကဒေသခံလူလူတွေလာကြိုဆိုကြတာဖြစ်ပါရယ်ကျိုင်းတုံမျိုးဖားစီကွင်းမှာတော့လူလူနဲ့တွေ့ဆုံဟောပြောဖို့ရှိပြီးနေ့လယ်တနာရီ45မိနစ်ကရရှိတဲ့အချက်လက်တွေအရ ဖားစီကွင်းအပြည့်နမ်းမပဝင်းကျင်တွေမှာပါဒေသခံတွေပြည့်ရှံနေပါတယ်